တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါတယ်အားလုံးပဲမင်္ဂလာပါကျမကတော့ဒေါက်တာဆန္နကူပါဒီနေ့မှာတော့ခုတလောကျမတို့ပဝင်းကျင်မှာအတွေ့များနေတဲ့မိဘကောင်အကြောင်းကို ပြောပြပေးခြင်းပါတယ်မြမလို့အများအားဖြင့်မိဘကောင်လို့ခေါ်ကြတဲ့ Rolf Peter ခေါ် Petrus မျိုးနဲ့ဝင်အင်းဆက်တစ်မျိုးရဲ့အစိတ်ဟာလူရဲ့ခန္ဓာကိုယ်ရေပြားကို ရောင်ရမ်းမှုတွေဖြစ်စေတတ်ပါတယ် ဒါကိုမီးပိုးကောင်လောင်ခြင်း Petrus dermatitis လို့ခေါ်ပါတယ်။ဒီပိုးကောင်တွေဟာကြိုက်တာတုတ်တာမလုပ်ပါဘူး။ဒါပေမဲ့ပိုးကောင်နဲ့မတော်တဆထိမိတာ၊ပုတ်မိတာ၊ပိုးကောင်ကိုမတော်တဆချိမွှတ်ပစ်မိတာအရေပြားပေါ်ပိုးကောင်ဖြတ်သွားတာတို့ဟာသူတို့စီကနေ Petrin လို့ခေါ်တဲ့အစိတ်ဓာတ်နဲ့ထိမိခြင်းကိုဖြစ်စေပါတယ်။ဒီအခါလူရေပြားပေါ်မှာကမီကယ်ဘန်းကဲ့သို့ပြင်းထန်တဲ့ရောင်ရမ်းမှုတွေကိုခံစားရပါတယ်။ အင်းဆက်အမတွေကပဲဒီအစိတ်ထုတ်တာကို တွေ့ရပါတယ်။မိဘကောင်တွေဟာမိုးရသည်မှာပို့ပေါ်ပြီးညာဘက်မှာပို့ထွက်ကြပါတယ်။သူတို့တွေကအိမ်ထဲက white light LED light တွေကိုစိုက်နှစ်သက်တာကြောင့်လူနေအိမ်တွေအိမ်ခန်းတွေစီကိုရောက်လာပါတယ်။မိဘကောင်ကြောင့်အရေပြားရှောင်ရမ်းခြင်းရဲ့အဓိကလက္ခဏာတွေကတော့ ပေတွင်စိတ်နှင့်ထိတွေ့ပြီး24နာရီမှ48နာရီအတွင်းစတင်ပေါ်ပေါက်လေးရှိပြီးပုံမှန်အားဖြင့်ထိမိတဲ့နေရာမှာနာကျင်ပူဆက်ခြင်း၊ရားရံခြင်း၊နှီးရဲရောင်ရဲခြင်းနဲ့အရေးကြီးမှုများထွက်ခြင်းတွေဖြစ်တတ်ပါတယ်။အစိမ့်ထိမိတဲ့နေရာတလျှောက်အစင်းချောင်းပုံစံနှီးရဲရောင်ရမ်းတတ်ပါတယ်။သူ့ပုံစံကရှင်နွေးပူလောင်တာ၊ကက်မီကယ်လောင်တာနဲ့ဆင်တူပါတယ်။ချင်းလေးရှိတဲ့နေရာတွေကတော့မျက်နာ၊လယ်ပင် လက်ပခုံးစတဲ့အဝတ်စားဖုံးအုပ်မှုနဲတဲ့နေရာတွေပါ။ရှန်နေငယ်ကြရင် ရေကြည်ဘူးတွေခြောက်သွားမှဖြစ်ပြီး အနက်ဖေးကွာကြကအဲ့ဒီနေရာမှာအညိုသို့မဟုတ်အမဲရောင်အမရွတ်ကြံခြင်း hyperpigmentation အဖြစ်ကြံခဲ့တတ်ပါတယ်။ထိတွေ့မှုပြင်းထန်ခဲ့ရင်ဆေးရုံတက်ကူတာရတာတွေလည်းရှိပါတယ်။မျက်လုံးနဲ့အနီးတစ်ဝိုက်ရောင်ရမ်းတာကို နိုးလာမှသိရတဲ့ပုံစံမျိုး ဝိကံစီဖြစ်လေရှိပြီးမျိုးလုံးအနီးတစ်ဝိုက် ပူလောင်နာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။မျက်ခုံပေါ်ကဒဏ်ရာတွေကနှစ်ပတ်ခန့်အတွင်းတက်တာသွားနိုင်ပေမဲ့မျက်ကြည်လွာပါဝင်မှုရှိခဲ့ရင်တော့အနာကျက်ဖို့အတွက်ရ90လောက်အထိကျနိုင်ပါတယ်။မျိုးလုံးအနီးတစ်ဝိုက်ထိမိပြီးညချင်းရောင်ချင်းအမြင်အာရုံဝေဝါးခြင်းတွေဖြစ်ခဲ့ရင်တော့ဆရာဝန်ချက်ချင်းပြရပါမယ်။မိဖို့ကောင်ထိမိခဲ့ရင်မလုပ်မလဲချက်ချင်းရေးဆေးပါ ပိုးကောက်နယ်ထိတွေ့မိပြီးတန်တရားရှိရင်ဒါမှမဟုတ် ရေပြားပေါ်အစိမ့်ရေထိမိတယ်လို့ယူဆရင်ချက်ချင်းစပြနဲ့ရေများများတုံးပြီးအဲ့ဒီနေရာကို ဖောဖွားလေးအသာရာစေးကြောပေးပါဒါမှအစိမ့်တက်ကိုအမြန်ဆုံးဖယ်ရှားပြီးပိုမပြတ်အောင်တားဆီးနိုင်ပါလိမ့်မယ်ထိမိတဲ့နေရာကအရေပြားကိုနနာပွတ်တိုက်ခြင်းကုတ်ချင်းတို့လုံးဝမလုပ်ပါနဲ့စတီရိုက်ပါတဲ့လိန်စေ topical စတီရိုက်များကရှားရံမှုနဲ့ရောင်ရမ်းမှုကိုတတ်တာစေလို့လိမ့်ပေးနိုင်ပါတယ် အိုဒင်းပါတဲ့ဆေးရည်ဥပမာဗီတာဒင်းကအဆိတ်ကိုခြေပေးနိုင်တဲ့အတွက်ထိမိတဲ့နေရာကိုဆေးရည်နဲ့တန့်စင်ပေးနိုင်ပါတယ်။ရှားရင်လူတဲ့ကလမင်းလူဆေးလိုဆေးမျိုးလဲလူနိုင်ပါတယ်။အရေးကြီးမှုများဖြစ်ပေါ်ပြီးနောက်ဆက်တွဲဘက်တီးရီးယားပိုးဝင်ခြင်းမှကာကွယ်ရန်အန်တီဘိုတစ်ပေးနိုင်ပါတယ်။ဒါပေမဲ့ဆရာဝန်ညွှန်ကြားချက်နဲ့သာတောက်သုံးရပါမယ်။အလက်ချစ်ဖြစ်ခြင်းနဲ့ရာရဲမှုတက်တာစေတဲ့ antihistamine ဆေးတွေ၊ဘာမီတွန်၊စစ်ထရီဇင်းစသည်ဖြင့်ပေးနိုင်ပါတယ်။ အထူးသတိပြုရမှာကတော့အရက်ပြန်သို့မဟုတ်ရေပြောင်းကိုပိုပြီးပူလောင်စေတဲ့လင်းစေးတွေကို ကိုးပါတာလင်းချင်းရှောင်ရှားတင်ပါတယ်။ထိကိုက်မိတာပြင်းထန်မှာကရေပြားထုခုဆရာဝန်နဲ့အမြန်ဆုံးပြသတင်ပါတယ်။ဘလို့ကောက်ကွင်းနိုင်မလဲဆိုတာကိုလေ့လာကြည့်ရအောင်နော်။ညာဘက်အိတ်ခမ်းပြတင်းပေါက်များကိုဖွင့်မိမအိပ်ပါနဲ့။ရက်စစ်မီအလင်းကအင်းဆက်ပိုးများကိုဆွဲဆောင်နိုင်တဲ့အတွက်အိယာနာမှာမီလင်းလင်းတွေမထားရင်ပိုကောင်းပါရဲ့ မီးလင်းစူးစူးတွေအစားပိုပြီးမိန်တဲ့အဝါရောင်မီးလုံးတွေကိုသုံးနိုင်ပါတယ်။ချင်းအောင်သေးချထောင်းမီးအိပ်ပါ။မျက်နှာတုပ်ပေါ်အနဲ့အဝတ်များကို မီးပိုးကောင်ရှိမရှိသေချာခါပြီးမှအသုံးပြုပါ။ပိုးကောင်ကိုတွေးရှိရင်သို့မဟုတ် ခနာကိုပေါ်မှာတက်လာခဲ့ရင်လက်နဲ့မချေမိစေဘဲမှုတ်ထုတ်ခြင်းဖယ်ရှားခြင်းပြုလုပ်သင့်ပါတယ်။ကင်မိပြီးရင်လဲချက်ချင်းရေနဲ့သေချာစေချပါနော်။ အခုဆိုရင်တော့တယ်လီကျမ်းမပြိသက်ကြီးလဲမိဖို့ကောင်အကြောင်းကိုအတော်လေးနားလည်သိရှိသွားပြီလို့ထင်ပါတယ်။တယ်လီကျမ်းမမှာလဲဆရာဝန်များနဲ့အွန်လိုင်းမှာပိတ်ရက်မရှိခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ကျမကတော့ဒေါက်တာစနကူပါ။မြမပြည်သူပြည်သားများအားလုံးဆရာနာရှင်စနစ်ဆိုးအောင်မှအမြန်ဆုံးလွတ်မြောက်ပြီးစိတ်ရောကိုယ်ပါကျန်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ရေးတော်ပုံအောင်ရမည်။ဝင်ရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ channel မှာကျမ်းမာရေးအသိပညာနဲ့ပတ်သက်တဲ့ video တွေကိုစင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။